င်္ဂလာပါရှင်အခုချိန်ကစပြီးဒီဇင်ဘာလ10ရက်ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းနည်းမီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါဆီယနာသိပ်ပြီးနောက်ပိုင်းကရင်အမျိုးသားစည်းရုံး KNU ရဲ့လက်အောက်ခံတပ်ဖွဲ့တွေဟာမဟာမိတ်တွေနဲ့ပူးပေါင်းပြီးထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့အရှိဘဲ20ဒေသတစ်လျှောက်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ကထုတ်ပြန်လိုက်တဲ့အရှိပင်နေဆက်ကိုပြန်လည်သိမ်းပိုက်ခြင်းအစီရင်ခံစာမှာဖော်ပြထားတာကတော့ KNU ရဲ့လက်အောက်ခံ KNL နဲ့မဟာမိတ်ပူပေါင်းသက်တွေဟာ2023ခုနှစ် February လကနေ2025ခုနှစ် August လအထိဂေါ်တူးလီဒေတာ ခရိုင်ခုနှစ်ခုထဲကစစ်ကောမရှင်ရဲ့စစ်စခန်းစုစုပေါင်း200ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဒါမှမဟုတ်စွန့်ခွာစီခဲ့တာကိုတွေ့ရပါတယ် 2024ဩဂတ်စ်လကနေ2025ဩဂတ်စ်လအတွင်းမှာကိုပဲနေဆက်သက်စခန်း55ခုကိုတည်ယူခဲ့တာကြောင့်ထိုင်းနိုင်ငံနေဆက်တလျှောက်ကစခန်းတော်တော်များများဟာ KNU ရဲ့လက်အောက်မှာလောဝနီပါရောက်ရှိနေပြီလို့ KPSN ကဆိုပါတယ်။ ဒီလိုထိုးစစ်တွေကြောင့် KNU နဲ့မဟာမိတ်တွေဟာနေဆက်တလျှောက်လုံးကိုထိချုပ်ထားနိုင်ခဲ့ပြီးအရေးပါတဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးဂိတ်တွေကိုပါ သိမ်းပိုင်နိုင်ခဲ့ပါတယ်။အရင်နှစ်ကတန်လွင်မြစ်နေဆက်တခုလုံးကိုထိချုပ်နိုင်ခဲ့ပြီးတော့ဒီနေ့မှာတော့မြဝတီပတ်ဝန်းကျင်တောင်ရင်မြစ်နေဆက်ကိုပါသိမ်းပိုင်နိုင်ခဲ့ပါတယ်။ 2025ခုနှစ်ဧပြီလမှာတိခိစခန်းလိုမျိုးထဝယ်ကိုဥတည်တဲ့အတိကနယ်ဆက်ဖြတ်ကျော်ဂိတ်ကိုတည်ယူနိုင်ခဲ့ပြီးတော့နိုဝင်ဘာလ14ရက်နေ့မှာမောတောက်ကုတ်သွဲရီဂိတ်ကိုပါပြန်လည်ထိ ंछ ုံနိုင်ခဲ့ပါတယ်ဒီလိုစစ်ရေးအောက်ပွဲတွေကြောင့်ဂေါ်တူးလီဒေတာမှာနေထိုင်သူတွေဟာမြန်မာစစ်အုပ်ချုပ်ရေးအောက်ကနေလူမြောက်ပြီး KNU ရဲ့အုပ်ချုပ်ရေးအောက်ကိုရောက်ရှိလာပြီလို့ KPSN ရဲ့အစီရင်ခံစာကဆိုပါတယ် တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ဥယျထက်တိုးလာတဲ့တဲ့င်းနဲ့ဆက်ပါမယ်။ရခိုင်ပြည်တောင်ပြူမြို့နယ်မှာအရကတက်တော်အီအီနဲ့စစ်ကုမရှင်တပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတာကြောင့်စစ်ရှောက်ဦးရီဟာ၄000ကျော်အထိတိုးလာနေပြီးတော့ဆန်နဲ့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့စစ်ရှောက်အရေးဂူကြီးပေးနေသူတွေကပြောပါတယ် ကြောက်ဖြူမြို့နယ်ထဲကရွာပေါင်း30ကျော်ကနေထွက်ပြေးလာရတဲ့ဒီလူတောင်းချီဟာကူညီတဲ့အဖွဲ့နေပါတာကြောင့်အခက်ခဲတွေပိုများနေပြီးအရေးပေါ်ဆန်ရိတ်ခါမလုံလောက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်ဒီလိုလူသားချင်းစာနာမှု အခက်ခဲတွေကြားမှာစစ်ကုမရှင်ရဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလည်းဆက်တိုက်ဖြစ်ပေါ်နေပါတယ် ဒီစဘာ၃ရက်နေ့တုန်းကကြောက်ဖြူမြို့နယ်လိပ်ပြင်းတွင်းရွာကစစ်ဘေးရှောင်သားအမိနေရောက်ဟာလေကွင်းထဲစဘာရိတ်သိမ်းနေရင်စစ်တပ်ရဲ့ drone ဘုံနဲ့တိုက်ခိုက်ခံခဲ့ရလို့အခင်းဖြစ်တဲ့နေရာမှာတင်တည်ဆုံးခဲ့ပါတယ်ကျောက်ဖြူမြို့နယ်ဟာတရုတ်ရဲ့အကြီးအကဲစီမံကိန်းကြီးတွေရှိတဲ့မဟာဗျူဟာကျဒေသလေးဖြစ်ပါတယ်။ ဒီဒေသမှာတိုက်ပွဲတွေပြင်းထန်လာတာကြောင့်စစ်ကွန်မရှင်က လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်တာတွေပုံပြီးလှုပ်လာနေတယ်လို့ဒေသခံတွေကပြောပါတယ်မြန်မာတိုင်းနဲ့ဆက်ကမင်းလက်ပင်ရွာကငွေလိမ်ချံဝင်းကြီးတဲ့ဘာရီဆက်ဖြစ်နေလဲဆိုတာပြောပြပါမယ်။မြန်မာတိုင်းနဲ့ဆက်မြဝရီမျိုးတောက်ပိုင်းကမင်းလက်ပင်ငွေလိမ်ချံဝင်းကြီးတဲ့မှာမီးလောင်မှုတွေမနေ့ကအထိဆက်ရှိနေပါသေးတယ်။ ဒီချက်ဝန်းကို KNU ရဲ့လက်အောက်ခံ KNL တပ်ဖွဲ့ကထိသိမ်းထားတာဖြစ်ပြီးတော့မီးလောင်ရတဲ့အဓိကအကြောင်းရင်းဟာခြံဝင်းထဲမှာကျန်နေတဲ့လုတ်သားတွေကအဆောက်အဦတွေတက်တီခံပစ္စည်းတွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်လို့နီးစပ်သူတွေကပြောပါရင်အဲ့ဒီခြံဝင်းထဲမှာနေရမပြန်ပဲကျန်ရင်းနေတဲ့နိုင်ငံခြားသားကြားဖြတ်လုတ်သား900ကျော်ရှိပြီးတော့သူတို့ဟာတက်တီခံပစ္စည်းတွေကိုရည်ရွယ်ချက်ရှိရှိမီးရှို့ဖျက်ဆီးခဲ့တာကြောင့်လို့ KNU ကထုတ်ပြန်ပါတယ် KNU အနေနဲ့နိုင်ငံတကာကအကူအညီမရတဲ့အတွက်လုံခြုံရေးအရာအခက်အခဲတွေရှိလာတာကြောင့်အဲ့ဒီကြားဖြန့်လုပ်သားတွေကိုကိုပိုင်အစီအစဉ်နဲ့ထွက်ခွာခွင့်ပြုလိုက်ပြီလို့သိရပါတယ်တိုင်းမဲ့ဒီလုတ်သားတွေအပြင်ရောက်သွားရင်ကြားဖြန့်လုပ်ငန်းတွေကိုပြန်ပြီးလုတ်ကైလာနိုင်တယ်လို့နေဆက်ကကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးစောက်ကြည့်နေသူတွေကသုံးသက်နေကြပါတယ် လက်ရှိမှာ KNU ထိသိမ်းထားတဲ့တပ်သေးတွေကိုပြန်လည်ရယူဖို့အတွက်စစ်ကွန်မရှင်တပ်ကမြင်ပြင်းနဲ့ဝေဟင်ပြစ်ကူတွေတုံပြီးစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာမြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတန်ယိုးကစစ်ကွန်မရှင်ရဲ့ရွေးကောက်ပွဲလုပ်မဲ့အစီအစဉ်အပေါ်တတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ စစ်တမ်းဖက်မှုတွေကိုအဆုံးမသတ်ပဲမတရားဖမ်းဆီးထိတ်သိမ်းသူတွေကိုမလွတ်ပေးပဲကျင်းပမဲ့ရွေးကောက်ပွဲဟာမတည်ငြိမ်မှုတွေစီကိုဥတည်စေမယ်လို့ဩစတေးလျတန်ရုံကဆိုပါတယ်။ဩစတေးလျအစိုးရကလက်ရှိမြမအခြေအနေဟာရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်သေးဘူးလို့မြင်ပြီးဒီလိုလောက်တာကလက်ရှိအကျက်သေးအတွက်ငြိမ်းချမ်းတဲ့အဖြေရှာမှုကိုအသာစီဖြစ်စေမယ်လို့လည်းထောက်ပြထားပါတယ်။ ဒါအပြင်စစ်ကောမရှင်ရဲ့လူအခွင့်အရေးအလွဲသုံးစားပြုမှုတွေနဲ့ကြကြဲပြက်ပြက်ချိုးဖောက်မှုတွေကိုလည်းရှုတ်ချထားပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေပါဝင်အရက်သားတွေကိုဆက်လက်တိုက်ခိုက်နေတာပေါ်မှာစိုးရိမ်ပူပန်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဩစတြေးလျအစိုးရအနေနဲ့လက်ရှိအကျပ်သဲကိုဖြေရှင်းနိုင်ဖို့အတွက် စစ်ကုမရှင်အနေနဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်9ရဲ့အောက်ကဂတိကဝတ်တွေကိုအပြည့်အဝအကောင့်ထည့်ဖို့ဆောင်ရွက်ဖို့နဲ့သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့တောင်းဆိုထားပါတယ်ဒါပြင်ဒီနေ့မှာပဲပြည်တိန်နဲ့ကနေဒါတန်ယုံတို့ကပါမြန်မာနိုင်ငံမှာလူအခွင့်ရေးချိုးဖောက်မှုတွေဆိုးဝါးနေတာကို ထောက်ပြထားပြီးအကြမ်းဖက်မှုအဆုံးသက်ရေးကိုတိုက်သွင်းတဲ့ကြီးညာချက်တွေထုတ်ပြန်ခဲ့ကြပါတယ်။ အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။တရုတ်တပည့်တင်းမာမှုမှာရုရှားနဲ့တောင်ကိုရီးယားနိုင်ငံတွေလည်းပါဝင်လာနေပါတယ်။ရုရှားနဲ့တရုတ်စစ်ဘက်လီရင် ကိုးစည်းတောင်ကိုရီးယားရဲ့လေကြောင်းကာကွယ်ရေးစုံထဲဝင်ရောက်လာတဲ့အတွက်ဂျက်တိုက်လီရင်တွေဆင်လွတ်ပေးခဲ့ရတယ်လို့တောင်ကိုရီးယားကပြောပါတယ်။ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ကရုရှားလီယင်ခုနှစ်စီးနဲ့တရုတ်လီယင်နှစ်စီးတို့ဟာအင်ကာနစ်မနက်၁၀နာရီလောက်မှာကိုရီးယားလီကျောင်းကာကွယ်ရေးဆိုအတွင်ဝင်ရောက်လာခဲ့တယ်လို့ပြောပါရယ်။အဲဒါကြောင့်လည်းတိုက်လီယင်တွေဆီလွတ်ခဲ့ရတယ်လို့ဆိုပါရယ်။ဒါပေမဲ့အဲ့ဒီလီယင်တွေဟာလီကျောင်းပိုင်နဲ့တည်းဝင်ခဲ့တာမဟုတ်ပဲလီကျောင်းကာကွယ်ရေးဆိုထဲကိုပဲဝင်ရောက်ခဲ့တာလို့တောင်ကိုရီးယားစစ်တပ်ကပြောပါရယ်။ ကျူးကျော်လာတဲ့လေရင်တွေဟာနိုင်ယူဝဲအသွင်းမှာအဲ့ဒီနေမြေထဲကပြန်လဲထွက်ခွာသွားတယ်လို့လဲကိုရီးယားယွန်ဟပ်သတင်းဌာနကဖော်ပြပါတယ်။တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့အဲ့ဒီလေရင်တွေဟာတရုတ်ရုရှားနှစ်ပတ်လည်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေရဲ့အစိပ်ပိုင်းအဖြစ်ရုရှားစစ်တပ်နဲ့ပူးတွဲလက်ချင်းရပြုလုပ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ တရုတ်နဲ့ရုရှားတို့ဟာ2019ခုနှစ်ကလေးကပူးတွဲလေ့ကျင့်မှုတွေကို KADIZ လို့ခေါ်တဲ့ကိုရီးယားလီကျောင်းကာကွယ်ရေးစုထဲကိုစစ်ဘက်လီရင်တွေ ပြန်တန်းခဲ့တာမျိုးရှိခဲ့ပါတယ်2022ခုနှစ်ရုရှားကယူကရိန်းစစ်ပွဲစတင်ပြီးတဲ့နောက်မှာနှစ်နိုင်ငံအကြားတန်တမန်နဲ့ကာကွယ်ရေးဆိုင်ရာဆက်ဆံရင်းတွေကိုပို့ပြီးတိုးချဲ့ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကလည်း KADIZ အတွင်းဝင်ရောက်လာတဲ့တရုတ်နဲ့ရုရှားဂျက်လီယင်တွေကြောင့်တောက်ကိုရီးယားနိုင်ငံကဂျက်တိုက်လီယင်တွေစီလူခဲ့ရဖူပါရီထိုင်းနိုင်ငံကအရှင်အဖြစ်လက်ခက်ကျင်းပနေတဲ့33ကြိမ်မြောက်အရှိတအာရှအားကစားပွဲကနေကမ္ဘောဒီးယားကစားသမားအလုံးဒီကနေ့မနက်မှာနှုတ်ထွက်သွားခဲ့ပါတယ် ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာတင်းမာမှုတွေပြန့်ဖြစ်လာခဲ့ပြီးဒီဇင်ဘာ9ရက်နေ့မှာတော့ကမ္ဘောဒီးယားနိုင်ငံထဲမှာရှိတဲ့ဒေါကြီတူလောင်စခန်းတွေကို ထိုင်းကတိုက်လေယာဉ်တွေနဲ့တိုက်ခိုက်ပြီးနောက်မှာ အခုလိုနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဒီကနေ့မနက်7:00နာရီခွဲမှာကမ္ဘောဒီးယားအမျိုးသားအိုလံပစ်ကော်မတီအသွင်းရေးမှူးချုပ်ဘတ်ချန်ရွန်ကအရှိတအာရှာအကစားပြိုင်ပွဲ အဖွဲ့ချုပ် SEAGF ကိုစာပို့အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ။နှုတ်ထွက်ရတဲ့အကြောင်းရင်းကိုတော့အာကစားသမားတွေရဲ့ဘေးကင်းလုံခြုံရေးစိုးရိမ်မကင်းဖြစ်ရတာနဲ့မိသားစုတွေရဲ့တောင်းဆိုမှုတွေကြောင့်ခက်ခဲခဲခဲဆုံးဖြတ်ရတာဖြစ်တယ်လို့ကမ္ဘောဒီးယားအိုလံပစ်ကော်မတီကအကြောင်းကြားစာထဲမှာဖော်ပြပါရယ်။ဒီဆုံးဖြတ်ချက်ကိုခက်ခက်ခဲခဲချခဲ့ရတာဖြစ်တယ်လို့လဲကမ္ဘောဒီးယားအမျိုးသားအိုလံပစ်ကော်မတီကပြောပါတယ် နှုတ်ထွက်သွားတဲ့အာကစားသမား130အပါဝင်အာကစားအဖွဲ့ထွက်ခွာရေးအတွက်အရှိတအာရှအာကစားပြိုင်ပွဲအဖွဲ့ချုပ်နဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့ကတော့ဘောလုံးဗော်လီဘောနဲ့ကိုခဲပညာကစားသမားတွေအပါအဝင်အာကစားအမျိုးအစား၉မျိုးကနှုတ်ထွက်ခဲ့ပါတယ်ဒီကနေ့တော့ကျန်နေတဲ့အာကစားသမား130လုံးနှုတ်ထွက်လိုက်တာဖြစ်ပါတယ် နောက်တဲ့တင်ကထိချုပ်ထားတဲ့ရုရှား EU အဖွဲ့ဝင်နိုင်ငံများသဘောတူညီချက်ရဖို့နှိဆက်လာနေတဲ့အကြောင်းဖြစ်ပါတယ်။ဥရောပသမဂ္ဂ EU အနေနဲ့2026နဲ့2029ခုနှစ်အတွက်ယူကရိန်းကိုငွေကြေးထောက်ပံ့ရန်ဖြည့်ရှင်းချက်တစ်ခုရဖို့တော်တော်လေးနှိဆက်နေပြီလို့ EU ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌအန်တိုနီယိုကော့စတာက အင်ကာနီမှာပြောပါတယ်။ အမေရိကန်ငွေကြေးထောက်ပံ့မှုတွေညှို့နယ်လာချိန်မှာ EU ခေါင်းဆောင်တွေကယူကရိန်းကိုနောက်နှစ်နှစ်စာငွေကြေးထောက်ပံ့ဖို့အော်တိုဗာ23ရက်မှာကတိပြုခဲ့ကြပါတယ်အဲ့ဒီကတိကို အကောင့်ထဲပေါ်ဖို့လာမယ့်ဒီဇင်ဘာ18ရက်ဘရက်ဆဲမြို့မှာကျင်းပမယ့်ထိပ်တီးအစည်းအဝေးမှာစုံဖြတ်မှာဖြစ်ပါတယ်။ EU အစိုးရအဖွဲ့အများစုလူလာတဲ့နီလန်ကတော့2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်ပြီးနောက်မှာဥရောပမှာရက်ဆိုင်ထိချုပ်ထားတဲ့ယူရို230ဘီလီယံဒေါ်လာ144ဒသမ15ဘီလီယံတန်မိုးရှိတဲ့ရုရှားအစိုးရပိုင်ပိုင်ဆိုင်မှုတွေကို အသုံးပြုဖို့ဖြစ်ပါတယ်။ ရက်ဆိုင်သိသိထားတဲ့ပိုင်ဆိုင်မှုအများစုကဘယ်လ်ဂျီယမ်မှာရှိနေပြီးတော့ရန်ပုံငွေသုံးစွဲမှုနဲ့ပတ်သက်လို့ရုရှားကတရားစွဲဆိုတာအောင်မြင်ခဲ့ရင်ဖြစ်ပေါ်လာမဲ့ဗန်နာရေးအကျိုးဆက်တွေကိုကျန်တဲ့ EU နိုင်ငံတွေဝင်မြထမ်းဆောင်မယ်ဆိုတဲ့ကတိကဝတ်ကိုလိုချင်နေပါတယ်အဲ့ဒီအာမခံချက်ပေးရေးဆွေးနွေးမှုတွေလုပ်နေပြီးဒီဇင်ဘာ18ရက်ထိပ်သီးအစည်းအဝေးမှာအပိသက်ဆုံးဖြတ်ကြမှာဖြစ်ပါတယ် ်ဒီဇင်ဘာ18ရက်မှာစုံဖြတ်ချက်ချမှာဖြစ်ပေမဲ့သဘောတူညီချက်ရတဲ့အထိဒီဇင်ဘာ19ရက်ဒါမှမဟုတ်20ရက်နေ့အထိဆက်ပြီးဆွေးနွေးသွားမယ်လို့ကော့စတာကပြောပါရီတဲ့နေမီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနေ့လနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။